ဲ့ဘာသိကုံသိခါဆိုရဲစကလုံးကဦးကျော်ကနံပါတ်၈ရနေလားမသိဘူးเนาะသူနိမညာလောက်ကကိုစွန့်လို့မယ်ဆိုပြီးတော့သူအဲ့လိုကျင်ညာလိုက်တဲ့အချိန်မှာဖြစ်ပါမလားပေါ့ဟုတ်ပါဘူးဒါပေမဲ့သူမဖို့ခင်ကလေးအနေနဲ့သူရိုက်ရိုက်တဲ့သူရဲ့ဗီဒီယိုကားတွေရုပ်ရှင်ကားတွေတဲ့မှာလဲသူသူရဲ့ပရိသတ်တွေကိုအတိတ်ပဲရှိတဲ့ message တွေကိုသူပေးနေတာပဲလေအဲ့တော့ကိုရီဗုဒ္ဓဘာသာအရဆိုလို့ရှိရင်လည်းဒါသူအောင်မြင်နေတဲ့အချိန်မှာပဲသူလူဘဝ တစ်ခုကိုရတဲ့အချိန်မှာအကောင်းဆုံးတန်ဖိုးရှိအောင်သူလုပ်သွားတာပါဟာအဲ့တော့ခြေလက်ရှိကျူပါတယ်လေးလေးလေးစားပါတယ်ကျွန်တော်တို့လည်းအဲ့လိုမျိုးမလိုက်ရင်နိုင်တော့မှအကောင်းဆုံးဖြစ်အောင်တော့ကြိုးစားရမှာပေါ့ဟုတ်ကဲ့အဲဒီနေ့ကကိုရီအမြဲတမ်းရိုက်နေတဲ့ဒီ power king riot king ရပါတော့အမမဆန်တာရဲ့မွေးနေ့အချိန်မှန်နေတဲ့ဒီကိုလူကျော်တွေအကုန်လုံးပစင်ခံကြတာပေါ့လေ အဲ့ဒီပမာလာပြီးတော့ဝိုင်းရတာပါပထမအလေးကျွန်တော်ဒီနေ့ကိုလည်းကျွန်တော်ဒီကိုလီကျော်လုံးနဲ့အတူတူကျွန်တော်ဘုံကြီးဝတ်မယ်ဆိုပြီးကျွန်တော်လှုပ်ထားတာအဲအဲ့တော့ကျွန်တော်ဒီရိုက်ထားတဲ့ရခိုင်စကားလေးကကျွန်တော်ဟိုပါပေါ့ဟိုအပီးကျွန်တော်အပီးမတတ်နိုင်သေးတယ်ပေါ့နော်ကျွန်တော်အဲ့ဟိုပါ editing လုပ်ရတယ် editing လုပ်ပြီးတော့မှကျွန်တော်ဒီ darwin color တွေခြံသေးတယ်အဲကျွန်တော်ဒီနှစ်မကုန်နိုင်ဒီနှစ်မကုန်ခင်မှာကျွန်တော်ပြနိုင်အောင်လို့ကျွန်တော်စူးစမ်းနေပါတယ်စူးစမ်းတဲ့အတွက်ကျွန်တော်ဂျာထဲမှာ ဟိုဟသွားလို့ရှိရင်လည်းနည်းနည်းအချိန်ကဖြစ်သွားမှာဆိုလို့ပေါ့နော်ဟုတ်ကဲ့ရှေ့ဒီနိုဝင်ဘာထဲမှာဒီဆိုတာစွမ်းပိုင်တဲ့ဟာဇလန်လက်တခုကျွန်တော်ရိုက်မှာပေါ့နော်အဲ့ဒါရိုက်ပြီးပြီဆိုလို့ရှိရင်ထက်ကြီးနဲ့ကျွန်တော်ဇလန်လက်တခုနောက်ထပ်တခုကျွန်တော်ထက်ရိုက်မယ်ထက်ရိုက်ပြီးအဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်ဝတ်ပါပါဟုတ်ကဲ့ဟဲ့အဲအေးပါဟာ59ရက်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဘာလို့ဆိုတော့ဝတ်ရင်လည်းကောင်းကောင်းမွန်မွန်လေးနဲ့ကျွန်တော်တရားထိုင်ပါတယ်အဲ့လိုလေးကျွန်တော်ဝတ်ချင်တယ်ပါလေဆိုတော့ ဟိုဖြစ်နေပလက်အောက်ဒုက္ခမှာပဲဟိုဖြစ်မှာပါဟုတ်ဟိုဝတ်တဲ့အချိန်မှာတံမိုးရှိဖို့လိုတယ်လေတံမိုးရှိဖို့လိုတာဖြစ်တဲ့အတွက်ဟိုမနေ့အယုံအာယုံဆုံးစားနေ့လေနေ့ဆုံးစားညနေညညနေကြရင်လည်းအိတ်ဆိုတော့အဲ့လိုမျိုးကြတော့အဲ့လိုကြီးတော့မသွားခြင်းဘူးပေါ့လေအဲ့တော့ဘုန်းကြီးတင်ငန်းနဲ့ဝတ်တဲ့အချိန်မှာဟိုကိုယ့်အတွက်လည်း ဖြူးကြကြမြတ်သွားအောင်တရားထိုင်တာလေးတွေနဲ့တွဲပြီးတော့သွားတယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကိုတက်ပူကျိုးမြတ်ပူရှိတာပေါ့လေဟုတ်ဦးကျော်ကနံပါတ်8ရဲ့နေလားမသိဘူးเนาะသူနိမညာလောက်ကကိုစွန့်လို့မယ်ဆိုပြီးတော့သူအဲ့လိုကျင်ညာလိုက်တဲ့ချိန်မှာဖြစ်ပါမလားပေါ့ဟုတ်ပါဒါပေမဲ့သူမဖို့ခင်ကလေးအနေနဲ့သူရိုက်ရိုက်တဲ့အဲသူရဲ့ဗီဒီယိုကားတွေရုပ်ရှင်ကားတွေတဲ့မှာလဲသူသူရဲ့ပြိတ္တတွေကိုဟိုအတိတ်ပဲရှိတဲ့ message တွေကိုသူပေးနေတာပဲလေ အဲ့တော့ကိုရီဗုဒ္ဓဘာသာရဆိုလို့ရှိရင်လည်းဒါသူအောင်မြင်နေတဲ့အချိန်မှာပဲသူလူဘဝတခုကိုရတဲ့အချိန်မှာဟိုအကောင်းဆုံးတန်ဖိုးရှိအောင်သူလုပ်သွားတာပါဟာအဲ့တော့ကြည်လက်ရှိကြပါတယ်လေးလေးလေးစားပါတယ်ကျွန်တော်တို့လည်းအဲ့လိုမျိုးမလိုက်ရင်နိုင်တော့မှကောင်းဆုံးဖြစ်အောင်တော့調査ပါပေါ့ဟုတ်ကဲ့အဲဟိုပါပေါ့ဦးကျော် ဘုန်းကြီးဘုရားခါခါမှာတော့ကျွန်တော်တို့မတွေ့ဖြစ်တော့ဘုလို့ကျွန်တော်အထူးအားနဲ့ပြန်ထွက်လာတဲ့အချိန်မှာတော့ဟိုရင်တော့ဆိုဥကျော်နိုင်ရဲ့ကျွန်တော်ကားရည်တဲ့ကျွန်တော်လက်ခဲ့ပြပါတယ်ဥကျော်ရဲ့ဆုံးမစကားရည်တဲ့ကျွန်တော်တို့နားထောင်ခဲ့ပြပါတယ်ဟာသူ့အိမ်နဲ့ကျွန်တော်တို့ရောက်ဖူးတယ်လင်းငါးကားလောက်အထူးတွေ့ရဖြစ်ပါတယ်ဟာဒီကဥကျော်ပါနဲ့မီးသေးပဲလားအကုန်ကြောက်ကြရလို့ကြားရတယ်အဲ့လိုတော့မဟုတ်ဘူးသူ့ကို respect ပေးကြတာအဓိကဥကျော်လာမှာဥကျော်ကိုဥကျော်ကကြောက်အောင်နေတာမဟုတ်ဘူးဥကျော်ကသူ့ရဲ့ ်သူဒီမှာတိုင်ရှင်တစ်ခုဖြစ်အောင်တော့သူနေပါလေသူရဲ့သူရဲ့နေပုံထိုင်ပုံသူရဲ့အလုတ်လုတ်ပုံပြီးလို့ရှိရင်သူရဲ့ဒီအလုတ်ပုံမှာထားတဲ့စိတ်တွေပုံမှာကိုဒီက respect ပေးတာ respect ပေးတာဖြစ်တဲ့အတွက်ခုလိုပြောသလိုဥကြော်ရှိလို့ရှိရင်အကုန်လုံးကမိသေးဆိုတာအဲ့ဒါဥကြော်ကိုကြောက်တာတဲ့ respect ပေးကြတာပထမအောင်ဆုံးဥကြော်နဲ့ကျွန်တော်စဆုံတာ928ကိုစိန်ခေါ်ခြင်းလားမသိဘူးကျွန်တော်အဲ့ဒီပထမအောင်ဆုံးစပြီး ရက်ခါစားပဲရှိပါသေးတယ်အဲဦးကျော်ကဆုံဆုံမှာတော့ဗောလေဒီစကားပြောတဲ့လေသာစကလုံးတိုင်းစကလုံးတိုင်းမှာ ID နေတွေထည့်မယ်ဟာဗောနော်သူကတောင်းတောင်းတော့တိတ်တော့မပြောဘူးဟိုသူပြောချင်တဲ့အခါကျမှသာအဲ့လိုပြောတာဒါပေမဲ့အဲ့အခုချိန်ဒီအဲ့အမှတ်သားစရာလေးတွေကြားနေကြရဗောနော်ဘလောက်ပဲလူတစ်ယောက်ကကိုယ်ကိုဘလောက်ပဲပြောပြောကိုကလိုက်နာမှကိုကသူပြောတဲ့ဟာဟာပိုးပြီးပါကွာလို့သတ်မှတ်လိုက်လို့ရှိရင် အဓိပ္ပာယ်ရှိတဲ့ဟာတွေကအဓိပ္ပာယ်မရှိတဲ့ဟာမျိုးတွေဖြစ်သွားတတ်တယ်ပေါ့လေအဲ့တော့ခံယူတတ်ဖို့တော့လိုတာပေါ့လေအားလုံးသာဓုခါလို့ရအောင်ဒါဒီမဆန္ဒရဲ့မွေးနေ့မှာကုလူကျော်ကြီးအကုန်လုံးဒါဒီလူမျိုးဒီရဟန်းဝတ်ကြတဲ့အတွက်ဝန်လံဝတ်တာပါတယ်အဲ့တော့ကျွန်တော်လည်းသာဓုခေါ်ပါတယ်ဒီပြိပတ်ကြီးလည်းကြည့်ပြီးတော့သာဓုခေါ်နိုင်ပါစေလို့ပြောချင်ပါတယ်ခင်ဗျာ